အားလုံးပဲမင်္ဂလာပါဗျာဒီနေ့မှာတော့ကြားဖြန့်ကိုင်းနဲ့အရှုပ်တော်ပုံကိုရိုက်ကူထားတဲ့ဂျမ်းဘီရန်ဘီမာတုံဆော့စကားလေးကိုတင်ဆက်ပေးကြပါရစေဗျာဇလန်လေးရဲ့စာမှာတော့ဖိလစ်ပိုင်နိုင်ငံရဲ့တနေရာမှာသွေးအလိမ့်လိမ့်နဲ့လူငယ်လေးတယောက်လူမိုက်တွေရဲ့လက်ထဲလွတ်မြောက်ဖို့အသေးအံပြေးနေတာနဲ့စတင်ထားပါတယ်လမ်းမတွေပေါ်မှာတော့ညလေကောင်းအချိန်ဆိုတော့လူသူကင်းမဲ့နေခဲ့ပါတယ်ကံကောင်းစွာနဲ့ပဲဒီကောင်လေးကကင်းလဲနေတဲ့ဖိလစ်ပိုင်ရဲတွေနဲ့ဆုံတွေ့လိုက်ရလို့အသက်ချမ်းသာရရသွားခဲ့ပါတယ် ကောင်းလေးလက်ထဲကတက်တဲ့တခုကိုရဲလက်အပ်ပြီးတော့သူပြန်ပေးဆွဲခံရတဲ့အကြောင်းရဲတွေကိုရှင်းပြနေခဲ့ပါတယ်။သူ့နောက်ကိုလိုက်နေတဲ့လူမိုက်တွေကိုစစ်ဆေးဖို့အတွက်အသေးအံပြောနေခဲ့ပါတယ်။အဲ့ဒီချိန်မှာရုတ်တရက်ကာဒစီကဝင်ရောက်လာပြီးတော့ဒိုင်းဒိုင်းဆိုတဲ့တနက်တန်တဲ့အတူဖိလစ်ပိုင်ရဲနေရောက်ပါဝင်သူတို့လက်ကနေထွက်ပြေးသွားတဲ့ကောင်းလေးကိုအဆုံးသတ်ပေးလိုက်ပါတယ်။အဲ့ဒီလူအမျိုးကတော့ဘက်ချန်ကီဖြစ်ပါတယ်။ဖိလစ်ပိုင်နိုင်ငံမှာရှိတဲ့ကြားဖြန့်ကိုင်းရဲခေါင်းဆောင်ဖြစ်ပြီးတော့ကိုရီးယားလူမျိုးတစ်ယောက်ပါ။ ဇလန်းရဲ့နောက်တခမ်းမှာတော့လူငယ်လေးနှစ်ယောက်ကလမ်းကြားတစ်ခုထဲမှာမူးယင်ဆေးဝါးထုတ်တွေကိုတတ်မှတ်ထားတဲ့နေရာမှာထားနေခဲ့ပါတယ်။မူးယင်မှုကိုလိုက်နေတဲ့ကိုလားတွေကတော့ဒီကောင်လေးနှစ်ယောက်ကိုစောင့်ကြည့်ပြီးတော့ဖမ်းဆီးလိုက်ပါတယ်။အဲဒီချိန်မှာတော့ဆိုင်ကယ်နဲ့ကောင်လေးတယောက်ကသူ့လူတွေကိုရဲဖမ်းသွားကြောင်းအသေးအံပြပြောခဲ့ပါတယ်။တရင်ရရချင်းဒီကောင်လေးတွေကသူတို့ရဲ့နေရာကနေထွက်ပြေးဖို့ရှိသမျှပစ္စည်းတိုင်းကိုလက်စားဖြောက်လိုက်ပါတယ်။ကံမကောင်းစွာနဲ့သူတို့မထွက်ပြေးခင်မှာပဲစုံတော်ကြီးမာတုံစောတယောက်ဒီနေရာကိုရောက်လာခဲ့ပါပြီ ဒီလိုနဲ့မာတုံစောတို့အဖွဲ့ကောင်းလေးတွေကနေတဆင့်စုံစမ်းပြီးတော့ဝိဉာဉ်စေဝါဖြန့်ချီတဲ့နေရာတွေကိုထပ်မံလိုက်သွားကြပါတယ်။နေရာတစ်ခုမှာတော့တောခတ်ထားတဲ့တန်တကားတွေကိုမာတုံစောကလက်ပလာနဲ့ကြမ်းကြမ်းရမ်းရမ်းဆွဲပြုတ်လိုက်ပါတယ်။အထင်းမှာတော့မာတုံစောတို့အဖွဲ့ဒီအိမ်ထဲရှိတဲ့လူအားလုံးကိုတယောက်ပြီးတယောက်လိုက်လံဖမ်းဆီးခဲ့ပါတယ်။ဖမ်းမိထားတဲ့ကောင်းတွေကိုစစ်ဆေးကြီးလိုက်တဲ့အချိန်မှာတော့ application ကနေတဆင့်မူးယဉ်စေနဲ့ငွေကြေးလိမ်လည်မှုကြားဖြန့်လုပ်ငန်းတွေကိုလုပ်ကိုင်နေတာကိုသိလိုက်ရပါတယ်။ ဒီမှုကိုပေါ်ထုတ်ဖို့အတွက်ဒီ application တည်ထွင်ထားတဲ့သူကိုထပ်မံစုံစမ်းဖို့ဖြစ်လာပါတော့တယ်။ဒီလိုနဲ့ညရောက်တဲ့အချိန်မှာတော့အမတော်စောရုအဖွဲ့လေးမွေးရစီဖြန့်တဲ့သူတွေကိုဖမ်းမိလိုက်လို့အောင်ပွဲခံနေခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာအဖွဲ့တွေကတယောက်က application တည်ထွင်တဲ့သူကဂျိုးစော့ဆိုတဲ့လူငယ်လေးဖြစ်ကြောင်းပြောနေခဲ့ပါတယ်။ဒါပေမဲ့ဂျိုးစော့ကတော့ဖိလစ်ပိုင်နိုင်ငံမှာတည်ဆုံသွားတဲ့တဲ့င်းကလည်းထွက်လာခဲ့ပါတယ်။ပထမတော့ကြားပြန့်တဲ့ရင်ကိုတဲလွန်စာရလိုက်ပေမဲ့အခုတော့တဲလွန်စာလုံးဝပြောက်သွားခဲ့ရပါပြီ။ နောက်တစ်ရက်မှာတော့မာတုံစောတို့အဖွဲ့ဂျူစောရဲ့အလောင်းကိုစစ်ဆေးဖို့အတွက်ရောက်လာခဲ့ကြပါတယ်။ဆရာဝန်ကတော့ဂျူစောကအများပြားလုံးနဲ့နှိမ့်ဆက်တန်ရာတွေနဲ့တူနှလုံးတဲတဲကိုထိုးသွင်းခံထားရတဲ့ဓာတ်တင်ရာတစ်ခုကိုတွေ့ရတဲ့အကြောင်းပြောနေခဲ့ပါတယ်။ဒီလိုနဲ့မာတုံစောတို့ပြန်ထွက်လာတဲ့အချိန်မှာတော့ဂျူစောရဲ့အမိကရောက်လာခဲ့ပါတယ်။သူရဲ့သားကစုံဝင်းအင်ဂျင်နီယာတယောက်အဖြစ်အလို့လောက်ကင်ဖို့ဖိလစ်ပိုင်ကိုထွက်သွားပြီးကလေးကအဆက်အသွယ်မရခဲ့တဲ့အကြောင်းဝန်내စွာနဲ့ပြောနေခဲ့ပါတယ် အခုပြန်ရောက်လာတော့အသက်မပါဘဲနဲ့ပြန်ရောက်လာခဲ့ရလို့အတော်လေးစိတ်ထိခိုက်နေရပါတယ်။သူ့ရဲ့သားအတွက်တရားမျှတမှုရအောင်လို့တရားခံကိုရှာပေးဖို့အတွက်မာရိုဆော့ကိုအထူးကူညီတောင်းနေခဲ့ပါတယ်။ဖိလစ်ပိုင်ကငွေလိမ်ခိုင်းဘက်မှာတော့ပြန်ပေးဆွဲအလုတ်ခိုင်းထားတဲ့သူတွေအတွက်မပြေအောင်လို့ကြီးကြပ်နေခဲ့ပါတယ်။လူမိုက်တွေကတော့ဂျိုးဆော့လိုစော်ဝဲတီထွင်သူတွေကိုထွက်ပြေးရင်ဂျိုးဆော့လိုအသက်ခံရမယ်လို့လည်းချိန်ချောင်းနေခဲ့ပါတယ်။အဲ့လိုငွေလိမ်ခိုင်းမှာတော့ဗဂျန်ကီကဥဆောင်နေတဲ့ဒူးစရိုက်သမားတယောက်ဖြစ်ပါတယ်။ ဘဂျန်ကီကတော့သူတို့ရဲ့လောင်းကစားလုပ်ငန်းတွေမှာလူစီကားနေပေမဲ့ငွေကတိုးမလာလို့သူ့လက်ထောက်ကိုမေးနေခဲ့ပါတယ်။တကယ်တော့ဒီလုပ်ငန်းရဲ့ငွေတွေကိုကိုယ်စလေဂျန်ကလဝက်ကြီးအုပ်သိမ်းစီးထားလို့ဖြစ်ပါတယ်။တဖက်မှာတော့မာရုံစောလိုစုံစမ်းရေးအဖွဲ့ကတော့ဆော့ဝဲတီထွင်တဲ့သူဂျိုစောကကြားပြန့်လုပ်ငန်းရဲ့အတင်းကျပ်ခိုင်းစေခြင်းခံရတာကိုသိသွားခဲ့ရပါပြီ။ဆော့ဝဲကြီးသားတဲ့ဂျိုစောရဲ့အမေကိုအကြောင်းကြားဖို့သွားခဲ့ပေမဲ့အမေနဲ့သားနှစ်ယောက်တည်းရှိတဲ့သူမှလည်းသားစောနဲ့သူ့ကိုယ်သူတက်တည်သွားခဲ့ပါပြီ။ ဒါပေမဲ့လေတားဖြစ်သူရဲ့နောက်ဆုံးလိမ့်စာလေးကိုတော့တည်တန်းစာမှာရေးပေးခဲ့ပြီလို့မာရွန်စောတို့လည်းကြားပြန့်ခိုင်းတွေရဲ့ဒီနေရာကိုတည်လိုက်ရပါတယ်။ဖိလစ်ပိုင်မှာတော့ဗဂျန်ကီဥဆောင်ပြီးသူရဲ့လူတွေနဲ့အတူပြိုင်ဘက်လူလိန်ခိုင်းရဲ့ဒီနေရာကိုသွားနေခဲ့ပါတယ်။အဲဒီခိုင်းကိုဖျက်ဆီးပြီးတော့လုပ်ငန်းရေးအချက်လက်တွေအားလုံးကိုလည်းဗဂျန်ကီတို့ကသိမ်းယူသွားခဲ့ပါတယ်။ဒီလိုနဲ့ဗဂျန်ကီကတော့ကိုယ်စလဲဂျန်းစီကိုပုံဆက်ပြီးတော့ပြိုင်ဘက်ခိုင်းကိုရှင်းလိုက်တဲ့အကြောင်းပြောလိုက်ပါတယ်။ ဂျန်ကတော့သူတို့ထောင်ထားတဲ့ငွေလိန်ဂိမ်းတွေကကစားသူတသိန်းတိုးတာနဲ့အမြန်ငွေ၁၀000ခိုင်တို့တိုးမယ်လို့ပြောလိုက်ပါတယ်။ဘဂျန်ကီကတော့အဲ့ဒီစကားကိုတီအွန်လုံးဖို့ကိုသာပြန်ပြောလိုက်ပါတယ်။တဖက်မှာတော့မာရုံစောတို့ဖွဲ့ကဂျိုစော့မတေးခင်မှာအလုပ်လုပ်ခဲ့တဲ့ဂိမ်းဝက်ဆိုက်ကိုခြေရာခံဖို့စတင်ကြပါပြီ။မာရုံစောတို့ရဲ့ဟက်ကာမာလီဟန်ဂျီကတော့ဝက်ဆိုက်တွေကိုဝင်ကြည့်ဖို့အတွက်သူတို့သတ်မှတ်ထားတဲ့ပတ်စံပမာဏလိုအပ်တဲ့အကြောင်းပြောနေခဲ့ပါတယ်။ဒီလိုနဲ့မာရုံစောကတော့ ပစံကိစ္စအတွက်စိတ်မပူဖို့ပြောပြီးတော့ထွက်သွားဖို့လုပ်မှာတော့ဟန်ဂျီကအတွေ့အကြုံရအောင်လို့သူလည်းလိုက်ချင်တဲ့အကြောင်းပြောလိုက်ပါတယ်။မအားလို့စောကဟန်ဂျီတို့နဲ့အတူဒီလူလင်ကိုင်းကိုစုံစမ်းဖို့စားသောက်ဆိုင်ဒီဇိုင်းကိုရောက်လာခဲ့ပါတယ်။အဲဒီမှာတော့လူမိုက်အဖွဲ့နဲ့ဖွဲ့ကစကားများနေခဲ့ကြပါတယ်။မအားလို့စောကလည်းရော့ရော့ချင်းတကားဆောင်ကမင်းပါကောင်လဲလုံနေလို့ဒီကောင်တွေကိုလက်သီးစာကျွေးလိုက်ရပါသေးတယ်။ရန်ဖြစ်နေတဲ့လူမိုက်နေရောက်ကတော့မာတုံစော့အကြောင်းကိုကောင်းကောင်းသိတော့ကြောက်တူးတုံနေရပါတယ်။ မာရွန်စောကတော့ဒီလူမိုင်းနှစ်ယောက်ကိုလောင်းကစား website ကိုအသုံးပြုဖို့လိုအပ်တဲ့ငွေတွေကိုလူမိုက်တွေစီကယူလိုက်ပြီးတော့ဒီနှစ်ကောင်ကိုလည်းတင်းပြင်းမြက်မြက်နေဖို့မှာကြားခဲ့ပါသေးတယ်။တဖက်မှာတော့ပကြံကီကဂိင်းကစားခဲ့တဲ့သူတတန်းပြေးလို့သူရမယ့်ဝေစုကိုကိုစလေချန်းစီကိုဖုံးဆက်ပြီးတော့တောင်းနေခဲ့ပါတယ်။ကိုစလေချန်းကတော့ပန်ကြံကီရဲ့စကားကိုဂယုမဆိုင်တယ်လို့လှုပ်ပြီးတော့ဖုံးချလိုက်တော့စိတ်ထိုးသွားတဲ့ပကြံကီလည်းကိုရီးယားကိုလိုက်သွားဖို့အတွက်သူ့ရဲ့လက်ထောက်တွေကိုပြောလိုက်ပါတယ်။ကိုစလေချန်းကတော့ပကြံကီကိုရင်ဆိုင်ဖို့အတွက် ဝမ်ယောင်ဆိုတဲ့လူမိုက်ကိုလက်သက်မွေးပြီးတော့ပြင်ဆင်ထားခဲ့ပါတယ်မာရုံစောတို့ဘွဲကတော့လူလိန်ကိုင်းရှိတဲ့ဒီနေရာကိုဘယ်နည်းနဲ့မှခြေရခံလို့မရဖြစ်နေခဲ့ပါတယ်။အဲဒီနောက်တော့သူ့ဘက်ဆန်ယူခဲ့တဲ့လူမိုင်းနှစ်ယောက်စီကိုဖုံးဆက်ပြီးတော့သတင်းမေးလိုက်တော့ဒီလူမိုင်းနှစ်ယောက်ကအဲ့လိုလူလိန်ကိုင်းတွေလိုမျိုးကာစီနိုတွေလုပ်ပြီးတော့လူတွေကိုလိင်နေတဲ့သူတယောက်ရှိတဲ့အကြောင်းပြောပြလိုက်ပါတယ်။ဒီလိုနဲ့မာရုံစောလည်းလူမိုင်းနှစ်ယောက်ညှို့ပေးတဲ့လူစီကိုရောက်လာခဲ့ပါတယ်။ဒီလူကတော့ဂျန်ဟီစုဖြစ်ပါတယ်။ မာရုံစော့ကိုမြင်လိုက်ရတဲ့အချိန်မှာတော့သူ့အတွက်ကန်ဆိုးမှုတွေရောက်လာပြီလို့စိတ်ထဲကနေလဲရေရွနေခဲ့ပါတယ်။မာရုံစော့လည်းဂျန်ဟီစုကိုခေါ်လိုက်ပြီးတော့သူတို့လုံနေတဲ့လောင်ကစား website ကိုပြလိုက်ပါတယ်။ဂျန်ဟီစုလည်းဒီလောင်ကစား website နဲ့ပတ်သက်ပြီးတော့သူသည်သမျှတွေကိုပြောပြခဲ့ပါတယ်။ဒီလူလိန်ဂိုင်းရဲ့တည်နေရာကိုအတိအကျမသိရပေမဲ့ဂျန်ဟီစုကတော့ဒီအကြောင်းကိုသိတဲ့လူစီညွှန်ပေးခဲ့ပါတယ်။ဒါပေမဲ့မာရွန်ဆောင်ကတော့ဂျန်ဟီစုကိုတိုင်းဒီနေရာကိုအသွင်ယူပြီးတော့ဒီနေရာစုံစမ်းပေးဖို့အတင်းကျပ်တောင်းဆိုလိုက်ပါတယ်။ သူနဲ့အတူဟက်ကာမာလေးဟန့်ချီပါအတူလိုက်ပါလာခဲ့ပါတယ်။ဂျိုင်းဤစုလေးဒီကာစီနိုဝိုင်းကိုသွားပြီးတော့သူစီမှာပါလာတဲ့ပတ်စံတွေအကုန်လုံးကိုရှုံးအောင်လောင်းလိုက်ပါတယ်။အဲဒီနောက်တော့ဒီနေရာထက်ပိုကောင်းတဲ့လောင်းကစားဝိုင်းရှိလာပါညာလုံးနေတော့သူအနာကိုလူတစ်ယောက်ရောက်လာခဲ့ပါတယ်။ဒီနေရာထက်အဆင်းမြင့်တဲ့လောင်းကစားဝိုင်းရှိတဲ့နေရာခေါ်သွားမယ်လို့ပြောပြီးတော့ဘုံတွေက website တစ်ခုကိုပြလိုက်ပြီးတော့အဆင်းမြင့်တဲ့ကစားဝိုင်းကိုဝင်ပါဖို့အတွက်10ဘီလီယံလိုအပ်တယ်ဆိုလိုက်ပါတယ်။ အဲ့လိုပြောနေတော့မှပဲကျန်းကြီးစုကတော့ဟက်ကာမာလေးစုံထောင်းမာကိုစကားမပြောမိသွားလို့ဂိမ်းမိတ်ဆက်နေတဲ့ကြားဖြန့်ကောင်းကလည်းထွက်ပြေးသွားခဲ့ပါတယ်။ဒီလိုမျိုးဆိုလူရိုးထုံးစံမရှိတဲ့မာဒွန်ဆော်တို့ကတော့ဒီကောင်ကိုအပြင်းရဖမ်းလိုက်ပါတယ်။ဒီလိုနဲ့ကြားဖြန့်ကောင်းကိုစစ်ဆေးလိုက်တဲ့ချိန်မှာတော့ဂိမ်းမိတ်ဆက်တဲ့သူကတော့ကော်မရှင်ရာဘွက်အတွက်လိုက်မိတ်ဆက်နေတာဖြစ်ပါတယ်။ဒါပေမဲ့လေသူ့ရဲ့အလို့ရှင်ကတော့ကျွဲဦးဆောင်ဆိုတဲ့လူဆိုတာကိုတော့တီးလိုက်ရပါတယ်။အဲ့နောက်တော့မာရုံစောရုပ်ဘွဲ့ကျွဲဦးဆောင်ကိုဖမ်းဖို့အတွက်လေစိတ်မှာစောင့်နေခဲ့ကြပါတယ်။ ရွှေဥဆောင်ကိုတွေးတဲ့အချိန်မှာတော့နောက်ကနေနောက်ရခံလိုက်ခဲ့ကြပါတယ်။စိုင်းဒီဇိုင်းကိုရောက်တဲ့အချိန်မှာတော့ဒီကောင်ကိုလည်းအမိဖမ်းလိုက်ပါတယ်။တစ်ဖက်မှာတော့ဘတ်ဂျန်ကီကလည်းကိုရီးယားကိုရောက်လာခဲ့ပါပြီ။ကိုစလေချန်းကိုတွားတွေ့ပြီးတော့သူရမယ့်ပတ်စံတွေကိုပေးဖို့အတွက်တောင်းပါတယ်။ကိုစလေချန်းကတော့ငွေတွေမပေးတဲ့ပြင်သူ့ပိုင်ဆိုင်ထားတဲ့ငွေတွေကိုတရားဝင်ငွေဖြူဖြစ်သွားအောင်လုပ်မဲ့ကိစ္စမှာကူညီဖို့အတွက်ကိုသာပြောလိုက်ပါတယ်။အဲ့ဒီကိစ္စသာအောင်မြင်သွားရင်တော့ကာစီနိုရဲ့စီမံခန့်ခွဲမှုတွေအလုံးလွှဲပေးမယ်လို့ပက်ချန်ကီကိုမလုံးထပ်ပေးပြန်ပါတယ်။ မတော်စောတို့ကတော့ဖမ်းမိထားတဲ့ချွဲဝူဆောင်ကိုနောက်ွယ်ကကြိုးကန်သူကိုတီးရဖို့အတင်းဖီအားပေးမင်းနေခဲ့ပါတယ်။ချွဲဝူဆောင်ကတော့သူထုတ်ပြောလိုက်တာနဲ့သူတင်မာလို့ပြောပြီးတော့ရှေ့နေတဲ့စကားပြောမယ်လို့သာဆိုနေပါတယ်။တစ်ဖက်မှာတော့ငွေပြူအဖြစ်ပြောင်းလဲမဲ့ကိစ္စကိုဆွေးနွေးနေတဲ့ချန်ရဲ့လက်ထောက်နဲ့ပြိုင်မဲဖွဲကလက်ထောက်တို့စကားပြောနေတော့ပကြံကီကဒီလူကို ရှင်းပြလိုက်ပါတယ်။ရန်ကတော့ဒီလိုရက်ကအရန်မယိုးရှင်းသေးလို့ပကြံကီကိုရေစကန်းမှာဖမ်းခံထားရတဲ့ ရွှေဥဆောင်ကိစ္စကိုပါဖြေရှင်းပေးဖို့အတွက်အကြက်ကန်ပြောဆိုနေပြန်ပါတယ်။နောက်တစ်ရက်မှာတော့ပကြံကီကအစားတောက်ပိုးတဲ့သူတွေနဲ့ရက်စကန်ကိုလူရှုပ်အောင်လုပ်လိုက်ပါတယ်။အဲ့ဒီချိန်မှာပဲပကြံကီကရက်စကန်လေးကနေဖန်ခန့်ထားရတဲ့ချွဲဥဆောင်ကိုဝင်ရောက်ပြီးတော့နှုတ်ပိတ်လိုက်ပါတယ်။တကယ်တော့ကြံကရက်စကန်ထီတော်ဝင်ထွက်ပြီးတော့ရှင်းလင်းရတဲ့ပကြံကီနောက်ပိုင်းမှာသူ့အတွက်အနေရရှိနိုင်တဲ့အတွက်တစ္ဆာဖောက်ဖို့စဉ်းစားထားတာဖြစ်ပါတယ်။အဲ့ဒါကြောင့်ပဲကြံကပကြံကီရဲ့ကွန်တိန်နာထဲမှာအလောင်းတစ်ခုထားပြီးတော့ပြဿနာတန်းအောင်လုပ်လိုက်ပါတယ်။ တရင်တက်လာတဲ့ချိန်မှာတော့ပချန်ကီကကျန်းကိုဖုံးဆက်ပေးလိုက်ပေမဲ့ကျန်းကတော့မသိချင်အောင်စောင့်နေခဲ့ပါတယ်။သူ့ရဲ့လုံသမားတယောက်မှားတာဖြစ်နိုင်တယ်လို့ပြောလိုက်ပေမဲ့ပချန်ကီကတော့အဲ့ဒီကိစ္စအတွက်လူကိုယ်တိုင်လာတွေ့မယ်လို့ပြောလိုက်ပါတယ်။ကျန်လေးပချန်ကီကသူ့စီလာမှဖြစ်တာကြောင့်ဝမ်းရောင်ကိုတနက်ဆောင်ထားဖို့ပြောလိုက်ပါတယ်။နောက်ရက်မှာတော့ငွေမဲကနေငွေဖြူဖြစ်အောင်လုပ်ပေးမယ်အစီအစဉ်ပွဲမှာကျန်လေးအောင်ပွဲခံတဲ့အနေနဲ့တက်ရောက်နေခဲ့ပါတယ်။ အဲ့ဒီပွဲမှာတော့မာဒွန်ဆော့နဲ့ကင်မန်ဂျေကသတင်းစုံစမ်းပွဲအတွက်အထက်20ကိုဒက်လီကာနဲ့တက်နေခဲ့ကြပါတယ်။မကြာခင်မှာတော့အဲ့ဒီဒက်လီကာတွေကိုပဲပကြံကီနဲ့သူတပည့်တယောက်ကဝင်လာခဲ့တဲ့ချိန်မှာမာဒွန်ဆော့လည်းအကဲခတ်နေခဲ့ပါတယ်။ပကြံကီကတော့16တက်မြောက်မှာဆင်းသွားခဲ့ပြီးမာဒွန်ဆော့တို့ကလည်းမတင်ကလို့အနောက်ကနေလိုက်သွားခဲ့ကြပါတယ်။ပကြံကီတို့ကိုရှာဖို့အတွက်ဒရိုင်းလက်ခန်းနှခန်းကိုလူခွဲပြီးတော့ဝင်လိုက်ကြပါတယ်။ဒရိုင်းလက်ထဲပကြံကီကိုတွေ့တော့အမှတ်ပုံတင်တောင်းဆစ်လိုက်ပါတယ်။ ပကြံကီကတော့အမှတ်ပုံနေမပြဘဲနဲ့ဓာတ်ကိုထုတ်ပြီးတော့စတင်တိုက်ခိုက်လိုက်တာကြောင့်ကင်းမဲကျင်လေးမတ်တုံဆော့ကိုအကူအညီတောင်းလိုက်ပါတယ်။တစ်ဖက်မှာတော့မတ်တုံဆော့ကလည်းလူနေရောက်တိုက်ခိုက်တာကိုခံနေရပါတယ်။ပကြံကီကတော့ကင်းမဲကျဲကိုထိုးချိတ်ပြီးတော့အခန်းထဲဝင်လာတဲ့တန်ရှင်ရဲ့မျိုးသမီးကိုလည်းတစားကန်ဖြစ်ဖမ်းခေါ်ပြီးတော့မတ်တုံဆော့ရဲ့အခန်းထဲကိုဝင်သွားလိုက်ပါတယ်။ ဒီလိုနဲ့ပချံကီကတော့ဒီနေရာကနေ AC ပြေးနိုင်အောင်လို့တန်ရှင်ရဲ့မျိုးသမီးရဲ့လေပင်ကိုလည်းဓာတ်နဲ့ထိုးပြီးတော့ဓာတ်တရာကိုလည်းတေချာဖိထားဖို့မာရုံစော့ကိုပြောပြီးတော့ထွက်ပြေးသွားခဲ့ပါတယ်။ကံကောင်းစွာနဲ့ပဲတန်ရှင်ရဲ့မျိုးသမီးကအသက်ရှင်သွားခဲ့ပြီးမာရုံစော့ကိုလည်းထွက်ပြေးသွားတဲ့နေရာကိုဆေးဆေးလိုက်တဲ့အချိန်မှာတော့ပချံကီနဲ့ဂျိုးကြည်ဟွန်းဆိုတာတီးလိုက်ရပါတယ်။ဒီနေရာလုံးကတော့ဆိုးအဖွဲဝင်အထူးတက်သားဟောင်းတွေဆိုတာကိုတီးလိုက်ရပါတယ်။သူတို့နေရာလုံးကိုစစ်တပ်ကအသေးအပြောက်စီးရင်ဖြစ်ကြီးညာထားခဲ့ကြတာဖြစ်ပါတယ်။ ဒီနေရာကိုတော့အသေးစင်ကြီးညာပြီးတဲ့နောက်မှာပဲကြားပြန့်ကာစီနိုတွေကပေါ်လာတာဖြစ်ပါတယ်။သူတို့ရဲ့စကန်တွေကိုဝင်ပြီးတော့ကျွဲဝူဆောင်းကိုတက်သွားတဲ့သူကလည်းပကြံကြီးဖြစ်တယ်ဆိုတာကိုလည်းသိလိုက်ရပါတယ်။အခုချိန်မှာတော့ရက်စကန်တဲ့ထိဝင်ပြီးတော့တစားခန်းကိုရှင်းသွားတဲ့ကိစ္စကြောင့်စကန်မှုခေါ်ပွားတာကိုမာရုံစော့တယောက်ခန့်နေရပါပြီ။စကန်မှုကတော့ဒီကြားပြန့်မှုကိုလည်းတခြားအဖွဲ့စီကိုလွှဲပေးလိုက်ပါတယ်။တစ်ဖက်မှာတော့ဂျန်ကပကြံကြီးလက်တုပ်ပြန်တော့မှာကိုအကြောင်းညွှန်နေခဲ့လို့ တထောက်ကိုလည်းဗကြံကီကိုရှာပြီးရှင်းပြဖို့အမိန်ပေးနေပြန်ပါတယ်။အခုချိန်မှာတော့ဗကြံကီတယောက်ရဲတွေရောဂျန်ရဲလူတွေလက်ကနေပါလွတ်မြောက်အောင်ပြေးရတော့မှဖြစ်ပါတယ်။အိမ်တွင်းအောင်းနေတဲ့ဗကြံကီတို့မိပြတ်သွားခဲ့ပြီးတကားကနေတော့ဂျန်ရဲလက်ထောက်ဝမ်းရောင်နဲ့သူ့လူတွေကဝင်လာခဲ့ကြပါတယ်။ဗကြံကီတို့နှစ်ယောက်ကတော့ဝမ်းရောင်ရဲ့လူတွေကိုတယောက်ပြီးတယောက်အပြည့်ရှင်းပြီးနောက်ဆုံးဝမ်းရောင်ကိုတော့ဓာတ်နဲ့လေပင်ကိုထောက်ထားခဲ့ပါတယ်။ရဲမှုနဲ့ရဲမှုချုပ်တို့ကစကားပြောနေတဲ့ခန်းထဲကိုတော့မာတုံစောကဝင်လာခဲ့ပါတယ်။ ရောက်ရောက်ချင်းရဲမှုချုပ်တို့ကိုတူးထောက်ပြီးတော့ဒီအမှုကိုတူလိုက်နေရတာကတည်သွားတဲ့စော်ဝဲပညာရှင်ကောင်လေးရဲ့အမိကို လူသက်တရခံပန်းပေးဖို့ဂတိပေးထားတာကြောင့်လို့ဆိုလိုက်ပါရယ်ရဲမှုချုပ်ကတော့မာတုံစော်ရဲ့စိတ်ထက်ကိုသဘောကျတာကြောင့်ဒီအမှုကိုမာတုံစော်ကင်တွေဖို့ခွင့်ပြုလိုက်ပါရယ်ခွင့်ပြုချက်ရသွားတော့မာတုံစော်တယောက်ကြားပြန့်ကိုင်းကိုဖမ်းဖို့အတွက်သူ့အပွဲနဲ့စတင်ဆွေးနွေးနေခဲ့ကြပါရယ်သူတို့ရဲ့အစီအစဉ်ကတော့ပကြံကီရိုနဲ့ပြိုင်ပတ်ကိုင်းတစ်ခုလုံးမယ်လို့အစီအစဉ်ဆွဲလိုက်ပြီးတော့ကြားပြန့်ကိုင်းတွေကိုထွက်လာအောင်လုပ်မယ်လို့ဖြစ်ပါရယ် ဒီကိစ္စတွေမှာကျွမ်းကျင်တဲ့လူဆိုးဂျန်ဤစုကိုတော့မာရုံစောကအနိုင်ကျင့်ပြီးတော့ဟန်ဆောင်ပေးဖို့ထက်ခေါ်ခဲ့ပြန်ပါတယ်။ဒီလောက်ကိုအတင်းညင်းနေတဲ့ဂျန်ဤစုကိုတော့မာရုံစောကရဲတစိမ့်နဲ့ခန့်စင်စင်ရှိတဲ့ FDA တစိမ့်ကိုပေးလိုက်ပါတယ်။အဲ့ဒီတစိမ့်ကတော့အထူးမရှင်အတွက်အရွေးခံရတဲ့လိုအပ် agent တွေပဲကင်ဆောင်ရတာလို့ဂျင်းထည့်လိုက်တော့ဂျန်ဤစုတယောက်ဖိတက်သွားပါတယ်။တကယ်တော့ဂျန်ဤစုရဲ့အိမ်မက်ကရဲတယောက်ဖြစ်ချင်းခဲ့တာပါ။မာရုံစောဂျင်းထည့်တာကိုဂျုံသွားခဲ့တဲ့ဂျန်ဤစုကတော့ ရဲချက်ကြီးလို့ပြောနေတာကိုတော့ပိုသဘောကျနေခဲ့ပါတယ်။စကန်းဝယ်ရောက်တဲ့အချိန်မှာလည်းတပွဲလုံးကဂျန်ဟီစုကိုဝိုင်းမြောက်ပင်းနေတော့ဂျန်ဟီစုလည်း PD ဖြစ်ပြီးတော့ဖိလစ်ပိုင်ကိုလိုက်ပါသွားခဲ့ပါတယ်။ဝယ်ရောက်တော့ပြိုင်ဘက်လူလိန်ကိုင်းအတူတခုဖန်တီးဖို့အတွက်ပြင်ဆင်လိုက်ကြပါတယ်။တစ်ဖက်မှာတော့ဝိုင်းရောင်ကပဂျန်ကီကိုဖမ်းမိပြီလို့ဂျန်ကိုဖုံးဆက်ပြောလိုက်တော့ဂျန်လည်းပျော်ရွှင်ပြီးတော့ဒီနေရာကိုရောက်လာခဲ့ပါတယ်။အထဲကိုဝင်သွားတဲ့အချိန်မှာတော့ပဂျန်ကီကအပန်းခံထားရတာမဟုတ်ဘဲနဲ့ဝိုင်းရောင်ကအပန်းခံထားရတာဖြစ်ပါတယ်။ ကြံလေးကြောက်ရွံ့ခြင်းသူ့လက်ထဲကတနက်နဲ့ပတ်ကြံကြီးကိုပြစ်လိုက်ပေမဲ့တနက်ကကြီးမထွက်ဖြစ်သွားပါတယ်။တကယ်တော့ဒီနေရာမှာကြံကလူလိန်ပြန့်ဆိုတာကိုသိနေတဲ့သူ့ရဲ့လက်ထောက်ဝမ်းရောင်ကပတ်ကြံကြီးတို့နဲ့ပူပေါင်းလိုက်တာဖြစ်ပါတယ်။ပတ်ကြံကြီးကတော့မိကန်တစ်တာကိုဖွင့်ဖို့အတွက်ကြံရဲ့လက်ညှိုးကိုဖြတ်ယူလိုက်ပါတယ်။အသက်ရှင်ကြံခဲ့တဲ့လူလိန်ကောင်ကြံကိုတော့ဝမ်းရောင်တို့ကကိစ္စတုံးပေးလိုက်ပါတယ်။တဖက်ကပကြံကီရဲ့လူလင်ကိုင်းနယ်မြေထဲမှာနောက်ထပ်ဂိုင်းတစ်ခုပေါ်လာတဲ့တဲ့ရင်ကြောင့်ပကြံကီတယောက်ဒေါသထွက်နေခဲ့ပါတယ်။ ပကြံကီရိုကတော့ဒီပြိုင်ဘက်ဂိုင်းကိုရှင်းလင်းဖို့လည်းစဉ်းစားနေခဲ့ပါတယ်။မာရုံစောတို့လှုပ်ထားတဲ့ဂိုင်းတူမှာတော့အင်တာနက်လိုင်းတွေအကုန်လုံးကပြတ်သွားခဲ့ရပါတယ်။လူလင်ဂိုင်းအစ်စ်တွေသူတို့နေရာကိုရောက်လာတော့မယ်ဆိုတာကိုသိနေတဲ့မာရုံစောကလူတွေအကုန်လုံးကိုရှောင်ခိုင်းလိုက်ပါတယ်။မကြခင်မှာတော့ပကြံကီရဲ့လူတွေကရောက်လာခဲ့ကြပြီမြေအထင်းမှာဘယ်သူမှမရှိတာကိုထူးထူးဆန်းဆန်းဖြစ်နေကြပါတယ်။မကြခင်မှာပဲဖိလစ်ပိုင်ရဲတွေနဲ့အတူမာရုံစောအဖွဲ့သားတို့ပူးပေါင်းပြီးတော့ဒီနေရာကိုရောက်လာတဲ့ကြားဖြတ်တွေအားလုံးဖမ်းဖို့အတွက်ဝိုင်းလိုက်ကြပါတယ်။ ဒီကြားပြန့်တွေကလည်းကောင်မလေးတယောက်ကိုတစားကန်အဖြစ်ဖမ်းထားတာကြောင့်အခက်တွေ့နေရပါတယ်။ဒါပေမဲ့လည်းကိုရီးယားရဲ့လူမိုက်ဂျန်ယီစုကတော့ဒီကောင်ရဲ့ခေါင်းကိုဒုံးနဲ့ရိုက်လိုက်လို့မရှင်လဲအောင်မြင်မြင်ဖြစ်သွားခဲ့ရပါတယ်။ကိုရီးယားမှာဂျန်နေခဲ့တဲ့မာတွန်စောကတော့ပဂျန်ကီကိုဖမ်းဖို့အတွက်အထူးတပ်ဖွဲ့တွေနဲ့တူထွက်ခွာနေကြပါပြီ။ပဂျန်ကီကတော့ဂျန်ပိုင်ဆိုင်သမျှပစ္စည်းအလုံးကိုယူပြီးတော့ထွက်သွားလိုက်ပါတယ်။မာရုံစောတို့ဂျိုင်းကိုရောက်တဲ့အချိန်မှာတော့ပဂျန်ကီကိုမတွေ့ရဘဲနဲ့ဝမ်းရောက်အဖွဲကိုသာတွေ့လိုက်ရပါတယ် အကုန်လုံးဖမ်းလိုက်ပြီးတော့ပတ်ကြံကီပဲမလဲလို့မေးလိုက်တော့ပတ်ကြံကီကပစ်လပိုင်ကိုပြန်ဖို့အတွက်လေစိတ်ကိုသွားနေပြီဆိုတာကိုသိလိုက်ရတော့မာတွန်ဆော့လေဒီနေရာကိုဆက်လိုက်သွားခဲ့ကြပါတယ်။ဒါပေမဲ့လည်းပတ်ကြံကီကတော့ပဲလေစိတ်ကိုသွားတာလည်းမသိတော့တိုင်ပတ်နေခဲ့ရပြန်ပါတယ်။မကြခင်မှာတော့လေစိတ်တစ်ခုတည်းကပတ်ကြံကီကိုတွေးထားတဲ့အကြောင်းသတင်းပို့လာခဲ့တော့မာတွန်ဆော့လေဒီလေစိတ်ကိုအလျင်အမြန်ထွက်သွားခဲ့ပါတယ်။တစ်ဖက်မှာတော့ပတ်ကြံကီတို့ကလေရင်ပေါ်မှာအေးဆေးဆေးနဲ့တိုက်နေခဲ့ကြပါတယ်။ ကြားဖြတ်ကာစီနိုလောကကိုထိန်းချုပ်ရတော့မှာဆိုတော့ပြောနေခဲ့ပြီးမကြားခင်မာရွန်ဆော့ကလေးရင်ပေါ်ကိုရောက်လာခဲ့ပါတယ်။မာရွန်ဆော့ကသူ့မှာဖန်ဝင်ရပါတာကြောင့်ခီးသည်တွေကိုနေရာပြောင်းဖို့အတွက်ပြောလိုက်ပါတယ်။အခန်းထဲမှာကြံခဲ့တဲ့ပကြံကီရိုးနေရောင်နဲ့မာရွန်ဆော့တို့ကြံခဲ့တဲ့အချိန်စတင်တိုက်ခိုက်လိုက်ပါတယ်။မာရွန်ဆော့လည်းနေရောင်တယောက်တိုက်ခိုက်နေတဲ့အချိန်မှာပကြံကီရဲ့လက်ထောက်ကိုတော့အပြင်းစားလက်သီးကျွေးပြီးတော့အမောက်သိမ့်လိုက်ပါတယ်။ကျန်နေတဲ့ပကြံကီကတော့သူအရန်ကျွမ်းကျင်တဲ့ဒါကလင်းရင်ပေါ်မှာမရှိတော့တိုင်ပတ်နေခဲ့ပါတယ် ဒါပေမဲ့လေရွှေတုတ်တဲ့ဓာတ်ကိုယူပြီးတော့မာတုံဆော့ကိုအဆက်မပြတ်ပြန်တိုက်ခိုက်နေခဲ့ပါတယ်။ရွှေဘားကရွှေဘားဆိုတော့ပကြံကီကိုအပြင်းနဲ့လက်သေးချမ်းနဲ့မြေပြင်ပေါ်မှာမှောက်သွားအောင်တမားလိုက်ပါတယ်။တပတ်မှာတော့ဖိလစ်ပိုင်ရဲတပ်ဖွဲ့နဲ့မာတုံဆော့ရဲ့အဖွဲ့ကလူလိန်ကိုင်းကိုအောင်မြင်စွာဖမ်းနိုင်လိုက်တဲ့အတွက်ဂျန်ဟီစုကတော့မာတုံဆော့ပေးထားတဲ့တစိ့ကိုကြွားပြီးတော့မြောက်ကျွားမြောက်ကျွားဖြစ်နေခဲ့ပါတယ်။ဇလန်လေးရဲ့အဆုံးမှာတော့ဂျန်ဟီစုကတော့ကောင်မလေးနဲ့အတူပြိုင်ကားလမ်းကိုစီပြီးတော့မီနီကိုဖြတ်မောင်းခဲ့လို့ရင်ထင်းရဲကတားတာကိုခံနေရပါတယ်။ ဂျန်ဟီစုကတော့ခက်တီတီနဲ့မာတုံဆော့ပေးထားတဲ့ဒစိမ့်ကိုထုတ်ပြလိုက်တော့ FDA ဆိုတာစားသောင်းနဲ့စီးဝါးဌာနဒစိမ့်ငတ်ကြောင်ရဲလို့ဆိုလိုက်ပါတယ်ပထမတော့မီနီပြန်မောင်းနဲ့အမှုပဲရှင်းရမှာဆိုပေမဲ့အခုတော့ဒစိမ့်အတုသုံးပြီးတော့ရဲဟန်ဆောင်တဲ့အမှုနဲ့ဂျန်ဟီစုအဖမ်းခံလိုက်ရင်နဲ့ဇလန်လေးလေးအဆုံးသတ်သွားခဲ့ပါတယ်ဗျာ